ဆိုင်ကစုစုပေါင်းက45စီးရှိတယ်။ဘင်းကြီးတွက်ကစုစုပေါင်း128ဘင်း။အဲတော့ကစုစုပေါင်းဘယ်လောက်ရှိတယ်လို့မေးတာပေါ့နော်။အမေကမရတော့လို့မဟုတ်ဘူး။ဒါမှကျွန်တော်အတူနည်းနည်းခြုံထားလိုက်တယ်။အဲတော့ကားမှာကဘင်းက၄ခုပါတယ်။ဆိုင်ကမှာကဘင်းက၅ခုပါတယ်။အဲတော့အကင်းကြီးများဆိုင်ကကိုခဏမေးလိုက်မယ်ကျွန်တော်တို့။ကားကြီးပဲရှိမယ်ဆိုလို့ရှိရင်ဘင်း128ဘင်း 128ကိုလေးနဲ့စားလိုက်တယ်32စီကားကြီးအတွက်32စီသို့တော့သူကရှိနေတာကကားကောဆိုင်ကယ်ကိုရှိနေတာဆိုတော့ကျွန်တော်တို့ကအဲကားကို32စီထားလိုက်မယ်ဆိုင်ကယ်2စီလို့တော့ခဏမှတ်လိုက်မယ်အဲတော့ကား32စီဆိုင်ကယ်2စီဆိုလို့ရှိရင်လည်းကားဘေးကြီးအတွက်က128ပဲဘာဖြစ်လို့တရားနဲ့အဲ့လိုပြောင်းလိုက်တာလဲဆိုရင်ကားကိုတစ်စီးလျှော့လိုက်တယ်ဆိုလို့ရှိရင်ဘင်းကဘယ်နှဘင်းယော့ပါမှာလဲဆိုတော့၄ဘင်းယော့ 198ဘိန်းပြန်ဖြစ်ဖို့အတွက်ဆိုရင်၄ဘိန်းပြန်ပါပါ၄ဘိန်းပြန်ပါမှုအတွက်စိုင်းကေက၂စီးလိုတယ်ဘာလို့လဲဆိုတော့စိုင်းကေတစ်စီးမှာ၂ဘိန်းပါလို့အဲ့တော့37နဲ့နင်းနေဆိုရင်စုစုပေါင်းက33စီးပဲရတယ်ကျွန်တော်ခန့်မှန်းလိုက်တာ33စီးဒါပေမဲ့သူရှိနေတာက45စီးအဲ့တော့45စီးပြေဖို့ဆိုရင်33က45ပြေဖို့ဘယ်လောက်လိုလဲပေါ့နော်အဲ့တော့ဟိုလဲဆိုရင်72စီးလိုလေဒီနေရာမှာကျွန်တော်တို့က ကားတစ်စီးလျှော့လိုက်တယ်ဆိုရင်32ကနေ37လျှော့လိုက်တယ်ဆိုရင်စံကေကနှစ်စီးကိုပြန်ဝင်လာတယ်အဲ့တော့တစ်စီးလျော့တိုင်းကားတစ်စီးလျော့တိုင်းအရေအတွက်ကတိုးလာမှာနှုတ်မူလက32စီးရှိနေတာကနေကားတစ်စီးလျှော့ပြီးတော့စံကေနှစ်စီးတိုးလိုက်တဲ့အချိန်မှာ33ဖြစ်သွားတယ်အဲ့တော့တစ်စီးလျော့တိုင်းတစ်စီးစုစုပေါင်းရေအတွက်တစ်စီးတိုးလာမှာအဲ့တော့ဆန်နစီလုံနေတာလုံနေသေးတာဖြစ်တဲ့အတွက်ဆန်နစီတိုးဖို့ဆိုရင်ကားကိုကျွန်တော်တို့ကနောက်ထပ် စနစ်စီးချော့ပေးရမယ်အဲ့တော့လက်ရှိရှိနေတာကကလက်ရှိရှိနေတာကက31စီးချော့ပေးရမှာကစနစ်စီး31တရားစနစ်ကိုနှုတ်ရင်19စီးအဲ့တော့ဆိုင်ကဘယ်နှစီးလဲဆိုပြီးတော့တည်ရမယ်ပေါ့နော်ဆိုင်က26စီးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဆိုင်ကစနစ်စီးမှာဆိုလို့ရှိရင်ဆိုင်ကက2စီး2စီးဒီဝင်မှာဆိုတော့စနစ်နဲ့လေးက24ငကုံမူလက2စီးရှိနေပြီဒါဆိုတော့26စီးအဲ့တော့ ကားစုစုပေါင်းကြည့်တော့ကား19စီပါ